အားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါရစေခုဖတ်ပြပေးမှာတော့စာရေးဆရာနာပတာယီအရှင်ဝိစိတ်တာရေးတန်းထားတဲ့ကိုကိုကို ဆုံးမခြင်းဆိုတဲ့အစာအုပ်ပဲဖြစ်ပါတယ်အပိုင်း30အစင်မပြေတာတွေတိတ်မတွေးနဲ့အသားကျသွားရင်ညီသွားတတ်မှာပါမကျေနပ်စရာတွေလည်းတိတ်မတွေးနဲ့ ကျေနဲ့ဆရာလေးတွေနဲ့ဖြည့်တွေ့ပေးလိုက်ပါသူများအကြောင်းတွေနဲ့သိကောင်းမစစေနဲ့ကိုယ့်အကြောင်းကောင်းဖို့သာကြိုးစားနေလိုက်ပါ မလို့သူတွေအကြောင်းမှာအလိုမတူတာတွေရော့သွားပါလိမ့်မယ်အရေးကြီးဆုံးက ကိုယ့်အတွေ့ပဲကိုယ့်စိတ်သက်သာဖို့အတွက်ကိုယ့်အတွေ့ကိုယ့်အမြင် ကိုယ့်ခံယူချက်မှန်အောင်ကြိုးစားဖို့ပါပဲမလို့အပ်တဲ့အတွေ့ကိုစိတ်ထဲမှာအကြကြီးလက်မခံထားနဲ့မမြင်တဲ့နာတွေကို မြင်ရင်လည်းမမြင်သလိုနေကြည့်လိုက် နှလုံးသွင်းမှန်ရင်ခံယူချက်မှန်သွားတာပဲနှလုံးသွင်းမှရင်ခံယူချက် အမြင်အတွေ့အားလုံးမှားသွားစေတော့တာပဲဒါကြောင့်စိတ်တိုင်းကြဖို့စိတ်ရိုင်းချပါ မလိုအပ်တာတွေနဲ့ကိုယ်စိတ်ကိုမလေးစေပါနဲ့သိလေးလာရင်လွတ်ချလိုက်ပါဘဝမှာအသက်အရွယ်အရအတွေ့အကြုံတွေပါရင့်ကျက်လာတဲ့အခါကိုယ်အဆင်ပြေနေပေမဲ့သူများအဆင်မပြေတာတွေကိုကြည့်ပြီးကိုယ်ပြေနေတာတွေကိုမပြောဖြစ်ပဲမြို့သိထားလာတတ်တယ် ကိုအစီမပြေတဲ့အခါသူများပြည်နေတာတွေကိုကြည့်ပြီးကိုကြောင့်သူတို့စိတ်အနှောက်ရှက်မဖြစ်ပါစေနဲ့ဆိုပြီးကိုဒုက္ခကိုမပြောဖြစ်ပဲသူ့ဒိတ်ထားလာတတ်တယ်။စိတ်ခံစားတတ်တယ်ဆိုတာထက်ခံနိုင်ရရှိလာတဲ့သဘောပါပဲ။တကယ်တော့တည်ငြိမ်ရင်ကျက်သူတွေရဲ့စိတ်နေသဘောထားဆိုတာကိုအတွက်နဲ့သူတပါအခက်မဖြစ်စေချင်တာကိုအခက်ကြောင့်သူတပါအနှောက်ရှက်မဖြစ်စေချင်တာဒါမျိုးလေးတွေကအစားသူတပါအတွက်ငဲ့ွက်တတ်တဲ့ သဘောလေးတွေရှိနေတာမျိုးပါ လူဟာငဲွက်တတ်တဲ့စိတ်နဲ့ထဲအတွက်တတ်တဲ့စိတ်ကိုချင်းစာတတ်တဲ့စိတ်နဲ့ယိုယွင်းဖာတတ်တဲ့စိတ်လေးတွေ ရှိနေရင်ကိုပဲအတော်လေးသူတော်ကောင်းဆင်နေပါပြီအတကြီးတဲ့စိတ်ဟာပူလောင်မှုကိုလည်းကြီးစေတတ်တာတော့အသေးချပါပဲဒါကြောင့်ကိုယ့်အတွက်နဲ့ဘသူဘသူကိုမှဝန်တော့ဝန်ဖို့မဖြစ်စေနဲ့အသည့်အတွက်လည်းအတိမချော်နဲ့ အချက်အတွက်လည်းတတိမချော်နဲ့အယိုးပေါ်မှာပဲအတိတတိထက်တူညှိနိုင်အောင်စူးစားကြဖို့ပဲဖြစ်ပါတယ်။ကိုရှိမှသူများမကောင်းချောင်းပြောနေတဲ့သူဟာ क्वे ရမှာလေကိုမကောင်းချောင်းပြောနေဖြစ်မှာအမှန်ပါပဲ။ကိုရှိမှကိုကောင်းချောင်းပြောနေတဲ့သူဟာသူရှိကြတော့လေကိုမကောင်းချောင်းပြောနေနိုင်တာပါပဲ။ရှိတဲ့မျိုး क्वे ရတဲ့မျိုးအမျိုးမျိုးပြောင်းလဲတတ်တာ လူသက်သွားပါပဲ။ကိုရှိမှ ကိုကောင်ချောင်းပြောလို့လေအများကြီးကျင်နေနေဖို့မလိုသလိုကိုကွယ်ရမှာကိုမကောင်ချောင်းပြောနေလို့လေသိခံစားနေဖို့မရှိဘူးသူပြောချင်တယ်လို့ပြောနေတဲ့အပေါ်မှာကိုကအိုက်ခံစားနေမယ်ဆိုရင် သူများပါစက်မှာကိုဘွားကမျောနေတယ်လို့ဖြစ်နေမှာပေါ့ပြောချင်ရပြောနေတာက သူတို့အကြောင်းကိုကောင်းအောင်လို့ဖို့ကကိုကိစ္စလူပါစက်ဆိုတာဘာမှစိတ်ချလို့ရတာမဟုတ်အေးအပြက်တော့မခံနဲ့ပေါ့အဓိကကတော့သူတို့ပြောတယ်လို့ ကိုလိုက်ဖြစ်နေဖို့မလိုဘူးအကောင်ပြောခံရလို့လေစိတ်ကြီးမဝင်နဲ့ကိုနဲ့အဆင်ပြေနေတော့မှုပြောတာလို့သဘောထားမကောင်းပြောခံရလို့လေစိတ်အားမငယ်နဲ့အဆင်မပြေတဲ့တနေ့ဒီလိုအပြောတွေနဲ့တွေ့နေရမှာပဲကိုကိုရမှာဒီထက်တောင် ပြောနေမယ်ဆိုတာတတိပြုဘာမှမှုစရာမရှိဘူးအားလုံးကအတုတွေကြီးပဲဆိုတာမမိပါနဲ့ဘာပဲဖြစ်ဖြစ်လက်ခံလိုက်ပါ လိုက်မခံစားပါနဲ့ ဖြည့်တွေးကြည့်ပါဖြည့်တွေးကြည့်ပါဟုတ်တယ်ဖြည့်တွေးတတ်မယ်ဆိုရင်တခါတလေကိုယ့်ရန်သူကကိုယ့်ပါရမီဖြည့်ပဲပဲသူ့ကြောင့်ကိုယ်မှာတတိတွေပို့ထားနေရတယ်ကိုယ့်ကိုမကြိုက်တဲ့သူ ကိုယ့်ကိုမလိုလားတဲ့သူ ကိုယ့်ကိုမုန်းတဲ့သူတွေရှိနေတော့ကိုယ်ကပို့ပြီးအမှားနဲ့အောင်စူးစမ်းနေဖြစ်တယ်ကိုယ့်ကိုဝိုင်းမြောက်နေသူတွေချီးတူးနေသူတွေချာမှာကိုယ့်ကိုမလိုလားသူတွေကလည်းကိုယ့်အတွက်ပါရမီဖြည့်တွေပဲမဟုတ်လားဒီဝရတ်တို့ မာနတုဟာဗုဒ္ဓဘုရားအတွက်အနောက်ဆက်တွေ့ပြီလို့အများကမြင်ကြတယ်။မြတ်ဗုဒ္ဓကတော့သူတို့ဟာခြေတုရှိတဲ့သူတွေလို့မြင်တယ်။သူတို့လိုနောက်ဆက်တဲ့သူတွေအကြောင်းပဲဘုရားရှင်ရဲ့ပါရမီတွေကပို့ပြီးပြည့်စုံအောင်မြင်တောက်ပသွားတာဖြစ်တဲ့အတွက်တပတ်ကကြည့်ရင်သူတို့ဟာလည်းပါရမီဖြည့်ပတ်တွေပါပဲ။ဆိုလိုတာကဘဝမှာဖြည့်တွေ့တဲ့ရင်ဖြည့်တွေ့နိုင်ရင်အလုံးဟာကျေးဇူးတင်စရာတွေကြီးပါပဲ။ ကိုယ့်ကိုချစ်တဲ့သူတွေကြောင့်လည်းကြည်နေရတယ်၊ယေရှုတင်ရတယ်၊ကိုယ့်ကိုမုန်းတဲ့သူတွေကြောင့်လည်းကိုယ်ကပိုတတိထားရတယ်၊ပိုကြိုးစားရတယ်၊ပိုတီးခံရတယ်၊မုန်းသူတွေဟာလည်းယေရှုတင်စေရပါပဲ။အရေးအတွက်ပြည့်အောင်ဝင်ပါပေးခွင့်ရနေတာကလည်းယေရှုတင်စေရပါ။ညီငယ်တယောက်ကလျှောက်တယ်ဖုံဖုံဖေဟာတရားပွဲတစ်ပွဲကဓမ္မကတိကဆရာတော်တပါးပြက်လို့တပည့်တော်တို့ကို အစာထိုးပေးပါတယ်ဖေဟာ။ ကျင်းပရေးအဖွဲ့ကတပည့်တော်ကို အစာထိုးပင်ဖို့လျှောက်တာနဲ့ဝမ်းသာစွာလက်ခံလိုက်ပါတယ်ဖရာတဲ့အေးအေးကောင်းတာပေါ့ညီအဲ့ဒီလို အစာထိုးဖို့ညီတော်ကိုတတိရတယ်ဆိုတာကိုကယေစုတင်စရာပဲလောကမှာအိမ်ဖြည့်ဖို့ပုတ်ဖြည့်ဖို့တော့အစင်းစားမခံရတဲ့သူတွေအများကြီးပဲမဟုတ်လားလို့ပြန်ပြောဖြစ်တယ်ဟုတ်တယ်လောကမှာတချို့ဆိုအခက်အခဲဖြစ်လို့လိုအပ်လို့အားဖြည့်အစာထိုးဖို့တော့စည်ရင်မဝင်သူတွေအများကြီးပါပဲ လိုအပ်တဲ့အချိန်ကိုကိုတတိယနဲ့ဆိုတာကိုက သူတို့ကိုကိုလိုအပ်သေးတယ်ဆိုတဲ့သဘောပဲမဟုတ်လားအိမ်ပြေးဖို့တော့အစင်းစားမခံရတဲ့သူတွေကြမှာအပြည့်ခံပေါ်ပါလေးဟာလေဖြည့်စီရာတစ်ခုပါပဲဥစားပြင်းစင်းထဲမှာကိုမပါပါမယ်အားဖြည့်စင်းထဲမှာထည့်ပေးထားတာလေလက်ခံရမှာပဲကိုမှာဥစားပြင်းအစဉ်ကို မရောက်သေးလို့ပဲစင်ကြင်ပြီးစူးစမ်းလိုက်ဖို့ပေါ့ပေးဆက်မှုမရှိပဲအကျိုးတရားမှုကောင်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး ကိုကအရင်ပေးဆက်ဖို့ပဲလုပ်ပါအချိန်တန်ရင်ကိုက မလိုက်ရပဲသူတို့ဘက်ကကိုနာကို လိုက်လာမှအသေးချပါပဲအားပြည့်ခွင့်ရနေတာဟာလေအင်အားတစ်ခုပါပဲဘသူဘသူကိုမှ အာကာတတွင်နဲ့မုံမနေကြနဲ့မုံတဲ့သူကရှုံးတာပဲအမုံတရားကြောင့်ဖြစ်ရတဲ့ခံစားမှုဟာတစ်ဖက်သူတော့ဘလို့နေမယ်မသိဘူးမုံနေတဲ့သူရဲ့ရှင်ထဲမှာပူလောင်စွာ ခံစားနေရမှာကတော့အသေးချပါပဲ။ ိုမုံတဲ့သူနဲ့ပတ်သက်တာတွေကိုကိုစိတ်ထဲမှာခဏခဏပေါ်ခဏခဏမြင်ခဏခဏကြားနေတတ်ပြီးပေါ်တိုင်းမြင်တိုင်းကြားတိုင်းကံစားနေရတာလေကိုပဲဖြစ်နေမှာမဟုတ်လားမုံတဲ့သူနဲ့ပတ်သက်တာတွေအပေါ်ကိုစိတ်ကလိုက်ပြီးခံစားနေမိတာဟာလေတန်ရောစင်တရားပဲလေတန်ရောစင်ဆိုတာချီနောင်ထားတဲ့သဘောပဲဖြစ်တဲ့အတွက်သူ့အပေါ်တိတ်မုံလေလေ ိုယ်စိတ်ကိုအမုန်းတရားနဲ့ချီနှောင်မိလေလေအမုန်းတွေများလေလေပူလောင်မှုတွေများလေလေပါပဲတကယ်တော့ကိုယ်ရွေးချယ်မှုဟာကိုယ်ဘဝတည်ရောက်မှုပါပဲမုန်းခြင်းတလောက်မုန်းမှာမုန်းမိတလောက်ခံစားနေရမယ်ဆိုတာမမိပါနဲ့တိုက်တယ်လို့မကြေနပ်ခွင့်ရှိရဲ့ဒါပေမဲ့မကြေမနဲ့ဖြစ်နေတဲ့များကြေနပ်မှုတော့ရမှာမဟုတ်ဘူးဒါကြောင့်မပြောနိုင်ရင်တောင်မှ အမုန်းတွေမခံပါစေနဲ့ ချိန်နဲ့ချိန်ရင်နေတဲ့အောင်ပြင်လိုက်ပါ ကိုမုံနေတဲ့မြကိုအရှုံးတွေရနေတယ်ဆိုတာမမေ့ကြပါနဲ့လူလောကက ကိုကိုမထုမတန်ဆက်ဆံခံရတဲ့အခါသူကြတော့ကောင်းကောင်းမွန်မွန်ဆက်ဆံနေငါကြတော့အေးတဲ့อยู่မလုပ်ဘူးဆိုပြီးစိတ်ထဲမှာမကြေမနက်ဖြစ်တတ်တယ်ဖြစ်မနေပါနဲ့သူ့လို ကိုမဖြစ်သေးလို့ပဲလို့သဘောထားပြီးကိုကိုကိုပဲ ပြင်နိုင်အောင်စူးစမ်းရမယ် ကုန်ရှိမှမြင်နေဆိုတဲ့လောကတဘာဝအတိုင်းရှားဒူးပါဝါရှိတဲ့သူဥစ္စာတနာရှိတဲ့သူတွေဟာတာမန်သူတွေထက်တော့ထူးထူးခြားခြားကွက်ကွဲပြန်ပြန်ဆက်ဆံခံရတာတွေတော့ရှိမှာပေါ့ဒါကလည်းသူတို့ရဲ့အတိတ်ကံပစ္စုပန်ကံအကြောင်းတရားတွေကြောင့်ပဲလေသူနဲ့ကိုနဲ့ကံအကျိုးပေးမတူတဲ့အပေါ်မှာသူကြတော့တစ်မျိုးငါကြတော့တစ်မျိုးဆိုပြီးလိုက်ခံစားနေလို့တော့ဘယ်ဖြစ်မလဲပေါ့ခံစားနေရင်ခံစားတဲ့သူပဲပင်မန်းမှာပေါ့ လူတော့လူပဲကံမတူတဲ့သူတွေဖြစ်နေတဲ့အတွက်ကြောင့်ကွဲပြားမှုခွဲခြားမှုကတော့ရှိနေမှာပဲလေကံကိုမရှင်နဲ့ကံကိုပြင်ပါကံရှင်ရင်မန်ဝင်တတ်တယ်သူကံကိုလိုက်ရှင်ရင်ကိုယ်မန်တွေပါလိုက်ဝင်နေတတ်တယ်မန်ဝင်ရင်တော့ကံပြင်ဖို့လည်းခက်ပြေမှာပေါ့မတူညီတဲ့အကျိုးပေးတွေကြမှာအစိုးလေးတွေလွယ်မထားနဲ့ကိုလိုသေးလိုပဲလို့သဘောထားမနောအားကောင်းအောင်ကြိုးစားလိုက်ပါ တိတ်ချင်ပြီးတော့လဲချစ်မိတဲ့ကိုကပဲခံစားရတယ်တိတ်မုံမိပြန်တော့လဲမုံမိတဲ့ကိုကပဲခံစားရတယ်နောက်ဆုံးတော့ကိုရဲ့စိတ်ခံစားမှုကပဲကိုကိုပြန်ပြီးပူလောင်စေတော့တာပဲလေပူလောင်မှုဆိုတာချီနှောင်မှုကြောင့်ပဲဖြစ်ရတယ်ဆိုတော့ပို့ပြီးချီနှောင်မိလေပို့ပြီးခံစားရလေဖြစ်နေမှာအမှန်ပဲ အချက်နဲ့ခြေနောက်မှုပါအစကတော့ပျော်ရွှင်မှုလို့ထင်ရပေမဲ့ခက်တင်တင်ခြေနောက်မိတဲ့အခါခက်ပြင်းပြင်းခံစားမှုကိုဖြစ်စေတတ်သလိုအမုန်းနဲ့ခြေနောက်မှုဟာလေများများမုန်းလေများများပူလောင်မှုကိုဖြစ်စေလေပဲမဟုတ်လားတတိမပါတဲ့အချက်ဟာအဖြစ်တွေကို ပိုဖြစ်စေတယ်လို့စင်တာဂတိလို့ခေါ်တဲ့ချစ်လို့ပလိုက်တာမျိုးလေဖြစ်စေတတ်တယ် ဒီလိုပဲတတိမကတ်တဲ့အမုံဟာလည်းအဆုံးတွေကို ပို့ဖြစ်စေတယ်လို့ဒေါသဂတိလို့ခေါ်တဲ့မုံလို့ပက်လိုက်တာတွေပါ ဖြစ်စေတတ်တယ်။ဒါကြောင့်တင်ရောစင်မကင်းသေးတဲ့ဘဝမှာချစ်တာမုံနာတွေလည်းရှိနေကြမှာဖြစ်တဲ့အတွက် အချင်းအမုံကြာချိနာမှုတွေနဲ့ပူလောင်မှုတွေမများဖို့တော့တတိလေးနဲ့ချစ်တတိလေးနဲ့မုံအပြည့်အစုံမဖြစ်အောင်လည်းစူးစမ်းရမှာပဲလေ။ စည်းစိမ်ဥစ္စာချမ်းသာပေမဲ့တရားမချမ်းသာရင်ဘဝမချမ်းသာဘူး။ဇာတုပါဝါမြင့်နေပေမဲ့တရားမမြင့်သေးရင်ဘဝမတည်ဘူး။လောကကုံတရက်အထက်ထက်ရှိနေပေမဲ့တရားအမှန်မရှိရင်ဘဝအမြတ်မရှိဘူး။ဟုတ်တယ်။ဘဝမှာလူတွေအတွက်ငွေရယ်၊ကုံရယ်၊ဇာတုရယ်ဆိုတာသဲချေကြိုက်ပါပဲ။ဒီရာတွေရှိရင်ကောင်းပေမဲ့စိတ်ချမ်းသာမှုနဲ့ဘဝလွတ်မြောက်မှုကိုတော့လုံမပေးနိုင်ဘူး ငွေထုတ်ပိုင်ပြီး net ပြတက်သွားလို့မရသေးတယ်လို့အပေမသွားဖို့လည်းမတားနိုင်ဘူးယာရူးဆိုတာလေအတိတတိမရှိရင်ယာတူးဟာယူရပါပဲလောကကွန်ထရက်တွေဆိုတာကတော့ပညာတတ်တွေဖြစ်တဲ့အတွက်တိလတမာတိပညာကုံလောက်ပဲကုံမှမမြတ်ဘူးမဟုတ်လားအဓိကကတော့တတင်ကအရှိတရားတွေအပေါ်မှာတတိတရားတွေမချော်ဖို့ပါပဲတတင်ကအရှိတရားတွေအောင်မှန်မမောက်ဖို့ပါပဲ။ တည်ရင်ကအရှိတရားတွေကြာတရားအတိမရှားဖို့ပါပဲ။ဘာတွေဘလောက်ပဲရှိရှိတရားရှိမှချမ်းသာမယ်။ဘာတွေဘလောက်ပဲတိတိတရားတိမှချမ်းသာမယ်။ဘာတွေဘလောက်ပဲမြင့်မြင့်တရားမြင့်မှဘဝမြင့်မယ်။ဘဝမှာနေတဲ့ထိုင်တဲ့ပို့လေသိအရေးကြီးတယ်။မနေတဲ့ရင်အသေးမမြတ်ဘူး။ဗုဒ္ဓဘာသာဝင်တွေအတွက်ဗုဒ္ဓအလိုကျဘဝနေနည်းနဲ့နေနိုင် အကောင်းဆုံးပဲ။ဘုရားရှင်ကိုယ်တိုင်က ဘဝနေနည်း၃မျိုးကိုလဲညွန့်ပေးတယ်တအပြည့်ကင်းအောင်နေရမယ်နှစ်အကျိုးရှိအောင်နေရမယ်သုံးစိတ်ချမ်းသာအောင်နေရမယ်တဲ့အပြည့်ကင်းအောင်နေဖို့ဆိုရင်အကုသိုလ်ကိုရှောင်ရမယ်တဲ့အကုသိုလ်ရဲ့တဘောကအပြည့်နဲ့တကွာဖြစ်ခြင်းမကောင်းတဲ့အကျိုးကိုပေးခြင်းလက္ခဏာရှိတာဖြစ်တဲ့အတွက်အကုသိုလ်တွေလုံးမိနေရင်အပြည့်တွေရှိနေမှာဖြစ်ပြီးအပြည့်ကင်းခြင်းရင်အရင်ဆုံးအကုသိုလ်မဖြစ်အောင်နေတတ်ဖို့ပဲ။ အကျိုးရှိအောင်နေဖို့ဆိုရင်ကုသိုလ်ရအောင်နေရမယ်တဲ့ပစ္စည်းဥစ္စာတွေဘလောက်ရှိရှိကုသိုလ်မရှိရင်ဘဝအတွက်အကျိုးမရှိဘူးကုသိုလ်မရတဲ့ဘဝရာထူးဂုံပက္ကတနာတွေဆိုတာဘလောက်ပဲမြင်မြင်ဘဝမတင်ဘူးစီဝါရှာရင်ကုသိုလ်ရှာနိုင်မှဘဝဟာပို့ပြီးအကျိုးတာတယ်စိတ်ချမ်းသာအောင်နေဖို့ဆိုရင်ကိလေသာမဖြစ်အောင်နေရမယ်တဲ့ကိလေသာဆိုတဲ့စိတ်ကိုညှိနှိုးစေတဲ့ ညှဉ်းနှွှန်းစေတတ်တဲ့သဘောရှိတယ်။လောဘရှိတဲ့စိတ်ဟာညစ်တဲ့စိတ်ဒေါသရှိတဲ့စိတ်ဟာညစ်တဲ့စိတ်မောဟမာနစတာတွေရှိနေတဲ့စိတ်ဟာညစ်နေတဲ့စိတ်မသက်ရှင်တဲ့စိတ်ပဲစိတ်မညစ်ချင်ရင်ကိလေသာအဖြစ်မခံပါနဲ့ကိလေသာမဖြစ်ဖို့ဆိုရင်တတိရှိရမယ်တတိရှိနေတဲ့စိတ်ဟာအညစ်ကြေကင်းပြီးတန်ရှင်းနေတဲ့စိတ်ပဲစိတ်တန့်ပြီးမညစ်တော့ဘူးဆိုရင်ဘယ်မှာပဲနေနေ စိတ်ချမ်းသာတဲ့ဘဝနေနည်းပဲဖြစ်ပါလိမ့်မယ်။အပိုင်း7ကိုဆက်လက်ဆောင်ပြီးနှာစင်ပေးကြပါအောင်ခင်ဗျာ။ဒီဗီဒီယိုလေးကိုအဆုံးထိနှာစင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။